episode 6ရဲ့အစမှာတော့ယမင်းရဲ့စိတ်ခံဟာခန်းနယ်ဖန်းခံရကြောင်းယမင်းကိုပြေးလွှတ်လာပြောခဲ့ပါတယ်အချင်းကြားနေတဲ့ခန်းနယ်စီကိုလူနိုင်ရလာခဲ့ပြီးတဘုံနေနဲ့ဘူဝမှုကိုလုံးချံဖန်နေပြီးစွာချက်တင်မယ်လို့ချိန်ကြောက်ကသူခိုင်းနာတဲ့အတိုင်းသာလုံးဝလွတ်မြောက်မယ်လို့သတိပေးခဲ့ပါတယ်ခန်းနယ်မနိုင်ငယ်ရလက်ထောက်ရာကြီးရှိရောလဲခန်းနယ်လိုဖြောင်းမဲမင်္ဂနာကိုလုပ်ပြီးရာကြီးတွေရဲ့လက်စားမှုကိုသတင်းလိုက်လာကြောင်းမချူးမလတ်သိဆုံးသွားကြောင်းပြောကခန်းနယ်ကလည်းအဲရာကြီးလိုမနေနဲ့မထိုင်တတ်တယ်မလုပ်ပဲအများကိစ္စငွေမပါဘူးပြောလိုက်ပြီးထွက်သွားခဲ့ကခန်းနယ်ကတော့မနေရသဖြင့်ခံရတာကြောင့်မခံမရနိုင်ဖြစ်နေခဲ့ပါတယ်ခန်းနယ်ဖန်းခံရတဲ့သတင်းကြားတဲ့ကိုရင်တော်တမှုရဲအောင်ကရုံးတော်ရလာကရုံး ုံးတော်ရဲ့ကြည်တုံးတက်မိုးကိုကန်းတဲ့ကိုလုပေးဖို့ပြောလိုက်ပြီးအပြန်အလှန်အနေနဲ့လာမဲ့တော်ဝင်မိသားစုပွဲမှာတမိုးကိုတက်ရောက်နိုင်အောင်လုပေးမယ်လို့ကန်းလန်တော်တမိုးလည်းသဘောတူလိုက်ပါတယ်ကန်းနဲ့ပြန်လွတ်လာတဲ့တရင်ကြားသွားတဲ့လူနိုင်လည်းကန်းနဲ့ကိုပြစ်မှုထက်ပြီးကွက်ကြကြလှုပ်ကြမယ်လို့ပြောလိုက်ကကန်းနဲ့နဲ့ပသက်တာကြီးစုံစမ်းပြီးသူ့တပည့်ငယ်နှမ်းအရာရှိတွေကိုစေခိုင်းလိုက်ပါတယ်မင်းတို့စားကုန်တော်ရဲ့လမ်းကြောင်းကရုတ်တရက်ပိတ်သွားလို့စိတ်ပုန်နေပြီးတပုံနဲ့ပိတ်ဆို့တယ်လို့ထင်လိုက်ပေမဲ့မင်းတို့ကတပုံနဲ့လက်ချက်မဖြစ်နိုင်ပဲအရာရှိရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်အချင်းပြတ်ချစားနေတဲ့အရာရှိတွေကသူတို့မကျေနပ်တဲ့ကုန်တော်ရဲ့ရှိရင်အဲကုန်တော်ရဲ့လမ်းကြောင်းတွေကိုပိတ်ကပညာပေးတဲ့ကြောင့်မင်းတို့ကပြောပြလိုက်ပါတယ် ယ်။ဥမာမကသူသမီးယမင်းအောင်ခေါ်ကယမင်းကဆိုရရာကြီးတွေကိုလက်စားမှုနဲ့တန်ကြားစာပို့လိုက်ကြောင်းသိသွားပြီးသူတို့ကိုသွားချောက်ရင်အသက်ပေးစားမယ်လို့ပြောကယမင်းရဲ့လောက်ရက်ကရင်းချမှုမရှိဘဲတဇူရတဆန်တယ်လို့မှတ်ယူလိုက်ပြီးယမင်းအောင်ကုန်းစက်ဆက်မလုပ်ဖို့ပြောလိုက်ပါတယ်။ထပ်ပြီးအကောင်ကြီးကြီးမိချစ်ချင်မိသားစုတစုကဥမာမရဲ့သမီးယမင်းကိုလက်ထပ်ဖို့ကမ်းလှမ်းထားကြောင်းပြောလိုက်ပြီးနောက်ကိုရက်နေလာမှဖြစ်တာကြောင့်ပြင်ဆင်ထားဖို့ပြောလိုက်ပါတယ်။ဥမာမတော့ကုန်းသွေးလမ်းကြောင်းနဲ့ပိတ်နေပေမဲ့သူတို့ဘက်မှတန်မှုရဲအောင်ရှိနေလို့အသက်ရှူချောင်နေခဲ့ပါတယ်။ဒီဝင်မီးပြန်လာတဲ့ယမင်းကိုအကိုဖြစ်သူကသူရာချီးဖြင့်သူ့မိသားစုကိုဒီလိုချင်းနဲ့ချက်တယ်မရအောင်ကောက်ွယ်မယ်လို့ပြောကနှစ်သိ ိပေမဲ့မင်းကတော့အီးအောင်လက်မပေါက်လို့အကိုပြစ်သူလည်းပူသွားခဲ့ပါတယ်ဝမ်ဟဲကတော့လူတယောက်ကိုခေါ်တင်နေပြီးအဲ့လူကိုစီးယုံကအဲ့လူရဲ့ထက်လူကြီးကုံတဲ့တယောက်ကိုလှုပ်ချန်ကနှစ်ယောက်ပေါင်းပြီးကုံတဲ့အလန်းကြောင့်ကိုပိုင်သိမ့်မယ်လို့ကန်လန်းပေမဲ့အဲ့လူကတော့နာကျော်သားနဲ့ထိုးမဲ့အလုံးမလို့ညင်ခဲ့ပါတယ်အဲ့လူကထားပြန်မလို့လုံနေတော့ဝမ်ဟဲကမိမဖြစ်သူကအဲ့လူရဲ့ထက်လူကြီးနဲ့ဖောက်ပြန်နေကြောင်ပြောလိုက်တော့လူလည်းစိတ်တော်သွားပြီးဒူထက်လူကြီးဝေါ်ရင်ပေါ်မှာရှိနေတော့အပြင်ကနေဒါနဲ့ထိုးလိုက်ကသူမိမနဲ့ဖောက်ပြန်တဲ့အတွက်သူကြီးဆက်လိုက်ပါတယ်ယမင်းကသူမဖြစ်ချင်တာကိုလောရမှာဆိုတော့စိတ်နဲ့အဲ့ရတဲ့ဘုံဘုံလဲနေပြီးအမဲလည်းမစကနောက်ရကြတော့အိမ်ပေါ်ကနေဆင်းပြေးသွားခဲ့ပါတယ်ယမ မဲလက်ချေဦးတဲ့ရောက်သွားနေမြေကန်းတပေးရောက်လာကငင်းနေတော့အာတိုင်းမွေလေးတကောင်ကရောက်လာကယမင်းရဲ့ဖိုးတံပစ္စည်းလက်ပတ်ရနာတွေကိုခိုးသွားခဲ့ပါတယ်။ယမင်းကလည်းယူလာတဲ့ပစ္စည်းဟာမိသားစုအမွေဖြစ်တာကြောင့်ကလေးနောက်ကိုပြေးလိုက်နေရင်သကိုးချဘော့ရဲ့လက်ပြိုစလင်းယမင်းကိုတနာစိမ့်နဲ့ဘူလီမလို့လုံးနေရကြောင်းယမင်းလက်ခွေးလိုဝက်လိုပြေးခဲ့ရပါတယ်။ဒဲလေချဘော့တွေကကံမရနောက်ကလိုက်နေရင်တနေရရောက်လာတော့ကဲဒီချေချီရောရောက်လာကဘူချင်းရဲ့အခွက်တွေကိုကျဲလိုက်မြင်တဲ့အထိတွေ့ပေးလိုက်ပါတယ်။သကိုးချဘော့ရဲ့လက်ချီရောကြောင့်ခေါင်းစားချေတုံသိနေပြီးဒါဖို့ချိစက်မတို့ရဲ့ပဲဖြစ်နေကယမင်းရဲ့ပစ္စည်းကိုပြန်ပေးလိုက်ပါတယ်။ယမင်းကလည်းများနဲ့တယောက်ဆိုချီရောမနိုင်နိုင်ဘူးထင်က ။ရီယောလက်ကိုဆွဲပြီးနေရာသွားထွက်ပြေးကြပါတယ်။ရီယောကလည်းယမင်းနဲ့ချက်လည်းစိတ်ကန်းအလုံသမားရှိရနေရာစီရောက်လာခဲ့ပါတယ်။အလုံသမားတွေကအရေးတဲမနာပဲနေဘူးတဲ့နားနေရာပါကြောင့်လဲလို့မေးတော့ချီယောကအရေးတဲနားရင်တော့နားကအခုကောက်တာမလို့မရှိစင်းရတဲ့ဖြစ်တဲ့အလုံသမားရဲ့လည်းရှိတာလေးကောင်မှမလို့နေဘူးတဲ့ပဲနားကြကြောင်ပြောလိုက်ပါတယ်။ချီယောကသူ့အလုံသမားရဲ့ခါမဲ့နားဖို့အတွက်တဲရင်လေဆော်ပေးထားပေမဲ့အလုံသမားတွေကမတော့ကြသေးကြောင်ပြောလိုက်ကယမင်းကအလုံသမားရဲ့လိုပဲဝင်နားဖို့ပြောလိုက်ပြီးအခွန်ပေးစရာမလိုကြောင်ပြောလိုက်ပါတယ်။အလုံသမားရဲ့လည်းယမင်းစကားကိုနားထောင်ပြီးဝင်နားကြပါတယ်။ဒါနဲ့လောကကြီးကကျန်းမ်းလာကြောင်ယမင်းလည်းအိမ်ပြန်လာလိုက်ပြီး ်။မင်းုံကရှီရောအကြောင်းမင်းနေခဲ့ပါတယ်။မင်းုံကလည်းရှီရောကမဘွဲမျက်နှာပုံလို့ပြောပြီးအတိုင်းခိုင်းမှာတော်ရုံမကအလုံသမားတွေကပါရှီရောကိုလေးစားကြကြောင်းပြောလိုက်ပါတယ်။အလုံသမားတွေကိုလည်းထိုက်တန်လဲလဝါကပေးပြီးမတရားသဖြင့်ကောင်းမဲ့ခွန်ဆိုတာလဲမရှိတော့ပဲခွန်နဲ့အားလုံးကိုပယ်ဖြတ်ပေးလိုက်ကြောင်းပြောလိုက်ကယမင်းကလည်းသဘောကျလို့ပြောနေခဲ့ပါတယ်။ယမင်းပြောနေရောယမင်းရဲ့စေကံအမြင်ပြီး70 70ဆိုပြီးစနေခဲ့ပါတယ်။ဘိုးတော်ကတော့ပျော်ပျော်ရွှင်ဝင်လာပြီးတပုံစီဝဲကိုရှီရောကိုခေါ်ကမြောက်သားသွားခဲ့ကြပါတယ်။ကားဝါမှာဝမ်ဟန်နဲ့တွေ့ပြီးဝမ်ဟန်လက်ဆောက်ကိုတီးလာကြောင်းရှီရောကိုတတိထားဖို့မူတော့ကမှန်နေခဲ့ပါတယ်။ရှီရောကိုတကားဝါမှာထားခဲ့ပြီးသူ ူတယောက်တည်းစီဝဲကိုသွားခဲ့ပါတယ်။အစီဝဲကန်းနဲ့ရောက်တော့ခြားကောင်းဆောင်တွေကငချွတ်လေးမူတော့ကိုဖျင်းနေရကငချွတ်လေးကတော့ချိန်နေပြီးမီးလေးခုတ်ကကိုးနေရကိုဝင်ထိုင်လိုက်ပါတယ်။အနာကြတော့စီဝဲကိုလူနိုင်ရောက်လာလို့အကောင်လုံးနဲ့ယိုသေးပေးကြပါတယ်။ဘက်မှာတော့ဇူရိုလှုပ်တဲ့ခန့်တွေကိုရန်အောင်ကမလောဘူးသတိပေးနေပြီးအရာအလုံးရဲ့နောက်ွယ်မှာလက်စားနေတဲ့လက်မဲကြီးကဘသူဆိုတော့စုံစမ်းကိုင်းပြီးအက်လက်မဲကိုသာရှင်းနိုင်မှရမယ်ဆိုပြီးပြောနေခဲ့ပါတယ်။အစီဝဲပြီးတော့သဘုံကောင်းဆောင်အသေးသေးပြန်လာကြပြီးခီယောကတော့ဝမ်ဟဲကိုယင်းနေတယ်လို့နဲ့ကြည့်နေခဲ့ပါတယ်။ညာရောက်တော့တေချာစဉ်းစားကြည့်တော့သူ့အမေကိုတတ်သွားတဲ့မုံကိုစစ်တာဟာဝမ်ငယ်နဲ့တူအောင်ဝမ်ငယ်ကသူ့အမေကိုတတ်ခဲ့သူ မှန်တည်သွားခဲ့ပါတယ်။ချီရောလည်း1 health လက်စားချေဖို့တောင်းယူကထွက်လာလိုက်ပါတယ်။အဲ့ချိန်ဦးမမောင်ကိုရဲအောင်ကတွေ့ဖို့သူတပည့်နဲ့ခေါ်တော်လွတ်လိုက်ကြောင်းသတင်းလာပေးခဲ့ပါတယ်။ဦးမမောင်ကိုရဲအောင်ကသူ့ရဲ့ချိုးအခန်းကိုခေါ်လာကသူစုထားတဲ့မြေပုံတွေကိုပြလိုက်ပါတယ်။ရဲအောင်ရဲ့ကြိုဆိုးပြည်နဲ့ကကိုယ်တိုင်မြေပုံတွေကိုတွေ့လိုက်ရတဲ့ဦးမမောင်ကတော့ပဇာဟောင်းသားဖြစ်နေခဲ့ပါတယ်။ရဲအောင်လည်းဒီမြေပုံတွေကိုဆက်ပြီးမြေပုံကြီးတစ်ခုတိစောက်ချင်ကြောင်းပြောလိုက်ကမြေပုံဆွဲတက်ပြီးလမ်းကြောင်းကျွမ်းကျင်တဲ့လူမှန်တယောက်လောက်ရှာပေးဖို့ဦးမမောင်ကအကူအညီတောင်းလိုက်ပါတယ်။ရာရှိအနေနဲ့ရာဦးခန့်ဖို့အထက်ကိုပြောပေးမှဆိုပြီးကမ်းလန်းလိုက်ပါတယ်။ဦးမမောင်လည်းမြေပုံစုဆောင်းရခြင်းရဲ့အကြောင်းရင်းကိုမေးတော့ရဲအောင်ဟာဒီနိုင်ငံ ငယ်မြေပုံသုံးကကွန်တရေးကိုမြင့်တင်ပြီးရိုစောပြည်ချမ်းသာကြွယ်ဝစေဖို့လို့ပြောလိုက်ပါတယ်။ဒီရောကတော့ဝမ်ဟဲစိတ်ကန်းနာကိုရောက်လာခဲ့ပါတယ်။ဝမ်ဟဲစီကိုလူနဲ့လာနေတာကိုခန့်တဲ့ကားပါနိုင်ရခံလိုက်နေခဲ့ပါတယ်။ဒရိုင်ကတော့ဝမ်ဟဲတို့မုံကိုစစ်သားတွေကိုတရားဝင်ကြိုဆုံသားရဲ့အဖြစ်သတ်မှတ်ထားတဲ့သတိပြရလာပေးခက်ကဝမ်ဟဲကလည်းပြန်ကိုညီရဲ့အနေနဲ့လူနိုင်အတွက်အဟန်တားဖြစ်နိုင်တဲ့ခန့်တဲ့ကိုရှင်းပြရမလားဆိုပြီးပြောနေကလူနိုင်ကတော့ကောင်းကိုက်မခံနဲ့လို့ပြောကဝမ်ဟဲမှထားမှာကသခင်ရဲ့လက်ကိုပြန်မကိုက်ဖို့သာဖြစ်ကြောင်းပြောပြီးထုတ်သွားခဲ့ပါတယ်။အဲဒီဝမ်ဟဲကိုစိတ်ကန်းနာမှလာချောင်းနေရဲ့ချီယောနဲ့ခန့်တဲ့တို့လည်းတယောက်နဲ့တယောက်သတိထားမိသွားကခန့်တဲ့ကလည်းချီယောမဟုတ်တာ ရီလုံးမလို့ထင်ကရှီယောကဒါနဲ့ရွယ်နေရှီယောကဝမ်ဟဲဟာသူ့အမေကိုတတ်ခဲ့တဲ့လူဖြစ်ကြောင်ပြောပြလိုက်ရင် episode 7လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ။